င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံရပြီးတဲ့နောက်သတင်းပျောက်ဆုံးနေတဲ့စီးပွားကုတန်ဒုဝင်ကြီးဟောင်းညွတ်အောင်ဆိုတဲ့သူဟာထောင်ဒဏ်၁၂နှစ်ချမှတ်ခံထားရတဲ့အပြင်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုပါစစ်တပ်ကချိတ်ပိတ်သိမ်းဆည်းထားတယ်ဆိုပါတယ်စကိုင်းတန်းကပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ်းပိုက်မှုဟာကျပ်ပစကောင်စီရဲ့ကန်စစ်လိုင်းကိုချိုးဖြတ်နိုင်တဲ့အရေးကြီးသောမဟာဗျူဟာထိုးစစ်အောင်ပွဲဖြစ်တယ်လို့ ် MG ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်ကြေညာလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ပစကောင်စီရဲ့ဖန်းစည်းမှုကိုခံရပြီးတဲ့နောက်သတင်းပျောက်ဆုံးနေတဲ့စီးပွားကူတန်းဒုဝန်ကြီးဟောင်းညွတ်အောင်ဆိုတဲ့သူဟာထောင်ဒဏ်12နှစ်ချမှတ်ခံထားရတဲ့အပြင်သူရဲ့ပိုင်းဆိုင်မှုတွေကိုပါစစ်တပ်ကချိတ်ပိတ်သိမ်းဆီးထားတယ်လို့စီးပွားကူးတန်းတရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ ဲ့ဒီစကောက်စီလောက်ခန်းစီပွားကုတန်ဒုဝင်ကြီးဟောင်းညွတ်အောင်ဆိုတဲ့သူဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကပဲဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဗိုလ်ချုပ်ရန်အောင်ဆိုတို့နဲ့အတူစကောက်စီကဖန်စီထားတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနောက်စကောက်စီကသူ့လက်အောက်ခံဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဗိုလ်ချုပ်ရန်အောင်ဆိုတို့ကိုနိုင်ငံရဲ့စီးပွားရေးမူဝါဒတွေဖောက်ပြက်ကျူးလွန်မှုတွေအပါအဝင်လက်စားမှုတွေနဲ့ပါပြစ်မှုပေါင်းများစွာနဲ့ထောင်ဒဏ်20တသက်ကျုံးပြစ်ဒဏ်တွေချမှတ်ပြီးတဲ့အချိန်ထိ သူတို့နဲ့အတူဖမ်းဆီးခံရတဲ့အဲ့ဒီစီးပွားကုတန်ဒုဝင်ကြီးဟောင်းညွတ်အောင်ဆိုတဲ့သူရဲ့တည်င်းကပျောက်ဆုံးနေခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့အခုမှတိလိုက်ရတာကအဲ့ဒီစီးပွားကုတန်ဒုဝင်ကြီးဟောင်းညွတ်အောင်ဆိုတဲ့သူကိုပါစစ်ကောင်စီကထောင်နှံ12နှစ်ချမှတ်ထားပြီးသူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်းစစ်တပ်ကချိတ်ပိတ်သိမ်းဆီးထားတယ်လို့စီးပွားကုတန်တည်င်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့စကိုင်းတိုင်းကပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာအချက်ပစကောင်စီရဲ့ကန်ဆယ်လိုင်းကိုချိုးဖျက်နိုင်တဲ့ အရေးကြီးသောမဟာဗျူဟာထိုးစစ်အောင်ပွဲဖြစ်တယ်လို့ MG ကာကွယ်ဝင်ကြီးဌာနကနေတရားဝင်ကြေညာလိုက်ပါတယ်။အဲ့ဒီပင်လယ်ဘူးမြို့ဟာကောလင်းဝင်းသိုဘမ်မော့ဖောင်းပြင်းမြို့တွေနဲ့ဆက်ဆက်နေတယ်လို့အေယာဝရီမြို့ဝန်းနဲ့ချင်းလွင်းမြို့ဝန်းကိုပါဆက်သွယ်ထားတဲ့လမ်းကြောင်းပေါ်ကမဟာဗျူဟာကြာရမြို့လည်းဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီပင်လယ်ဘူးမြို့ကိုမကြအောင်ဆိုပြီးအချမ်းဖက်စကောက်စီတက်ကလေကြောင်းကုန်းကြောင်းနဲ့နှီးပေါင်းစုံတုံးပြီးတော့အသေးအတန်ခုခံခဲ့ပြီမြဲ့။ အော်တိုဘလရှိရနေမှာတော့တော်လိုင်းကြီးတပေါင်းစုတွေရဲ့စူပေါင်းအားနဲ့အပိသက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီလို့ဆိုထားပါတယ်။အခုလို့မဟာဗျူဟာကျတဲ့ပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ့်ပိုက်နိုင်မှုကြောင့်စစ်ကောင်စီရဲ့အရေးပါတဲ့ခံစစ် line ကိုချိုးဖျက်နိုင်ခဲ့တဲ့အပြင်ဒေါ်လန်ရစ်တပေါင်းစုတွေနဲ့အတူပြည်သူ့ကာကွယ်ရေး PDF တပ်မတော်ရဲ့တိုက်စွမ်းရည်ကိုပါပြတ်သားနိုင်ခဲ့တယ်လို့မြေပြန့်ဒေတာရဲ့ဒုအင်အားနဲ့စင်နှွဲတဲ့မဟာဗျူဟာထိုးစစ်ရဲ့အောင်ပွဲကိုရယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း MG ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျ။ ဒီတစ်ခါဆက်ချင်တာကတော့အချမ်းဖတ်စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်ရင်းနဲ့အမကန်သတင်းပေးဖို့လိုတဲ့ဖျက်သည့်တွေကိုဖိတ်ခေါ်လိုက်ပြီးလိုအပ်လာရင်အသက်ပေးလွတ်ရအထိရွှေပြောင်းဆောက်ရှောက်ပေးမယ်လို့ပြည်သူရင်ခွင်အဖွဲ့ရဲ့ CDM ဗိုလ်ကြီးလင်းထက်အောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာလဲဖျက်သည့် Pre-CDM အဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့စစ်တပ်ရဲနဲ့ဝင်ကြီးဌာနအသီးသီးကပြည်သူ့ဘက်တော်သားနိုင်ငံဝန်ထမ်းတွေများစွာရှိသလိုသူတို့ဟာ တာဝန်နဲ့ယာဒူအီယာတရှိလာတဲ့တက်နဲ့ဌာနအတွင်းသတင်းတွေကိုအစဉ်မြဲတာဝန်ကြီးကြီးနဲ့ပေးပို့မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်လေဒေါ်လာရေးလုပ်ငန်းစဉ်တွေမှာများစွာအထောက်အကူပြုတဲ့အတွက်ဖျဲသည့် presidential အဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့သူတွေကိုလေးစားစွာအတိမတ်ပြုမှတ်တမ်းတင်တယ်လို့လည်းပြည်သူ့ရင်ခွင်အဖွဲ့ကပြောထားပါတယ်။အဲ့ဒီလိုဖျဲသည့်အဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့နိုင်ငံဝန်ထမ်းအသီးသီးကိုလည်း MG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့အာမခံချက်အတိုင်းအပြည့်အဝအကာအကွယ်ပေးထားတယ်လို့လက်ရှိမှာလည်း အချမ်းပတ်စကောင်းစီလက်အောက်မှာတာဝန်ထမ်းဆောင်ရင်းနဲ့အမားကန်သတင်းပေးပို့လိုတဲ့ဖျက်သည့်တွေကိုထပ်မံဖိတ်ခေါ်လိုက်ပြီးလိုအပ်လာရင်အသက်ပေးလို့ရအထိရွှေပြောင်းစောင့်ရှောက်ပေးမယ်လို့ပြည်သူရင်ဝင်အဖွဲ့ရဲ့ CDM ဘူကြီးလင်းထက်အောင်ကပြောထားပါတယ်။အဲ့ဒီလိုဖျက်သည့်အဖြစ်တာဝန်ထမ်းဆောင်တဲ့နိုင်ငံဝန်ထမ်းတွေအတွက်ပြည်သူလူထုနဲ့တသားတည်းရှိတဲ့ဆိုတာကိုပြသနိုင်မယ်အပြင်စစ်ကောင်စီကြားဆုံးထွက်ပြေးတဲ့အချိန်မှလည်း ပြစ်ဒဏ်တွေကင်းလို့ခွင့်ရစေမဲ့တခုတည်းသောအခွင့်အရေးအဖြစ်လမ်းဖွင့်ပေးထားတာဖြစ်တယ်လို့လည်းပြည်သူရင်ဝင်အဖွဲ့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောနယ်နောင်ချိုမြို့နယ်တွေမှာအချမ်းဖက်စကောင်းစီတပ်ကလေရင်နဲ့ပေါင်900ဘုံးတွေကျဲချမှုကြောင့်ပြည်သူတို့အုပ်သေးဆုံးထားပြီးနေအိမ်အများအပြားလည်းပျက်စီးထားတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘလာ10ရက်နေ့ကပဲတီဘောမြို့ဇက်စုရက်ွက်နဲ့တီဘောအချင်းထောင်အတွင်းကိုအချမ်းဖက်စကောင်းစီတပ်ကလေရင်နဲ့လာပြီး ပေါင်900ဘုံပုံးလုံးကျဲချသွားရမှာအကျဉ်းတော်အဆောက်အုံတွေနဲ့နေအိမ်အများပြားလဲပျက်စီးသွားတယ်ဆိုပါလေဒါအပြင်အော်တိုဘလာစတီယန်ဤဖြစ်တဲ့မနေ့ကလည်းတီဘောမျိုးကစစ်ကောင်စီရဲ့ခလရ23တက်မှာ TNLP တဲ့ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်အကြတိုက်ပွဲဖြစ်နေတဲ့အချိန်မှာလဲအနည်းငယ်ကကြေးရွာတွေပါမချမ်းစစ်ကောင်စီကလိမ့်နဲ့လာပြီးဘုံသီးပေါင်းအလုံး40နီးပါးကျဲချသွားတယ်လို့လဲ TNLP ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်အလားတူ တပကနောင်ချိုမြို့နယ်မှာရှိတဲ့အင်ဖို့ကြေးရွာကိုလည်းစစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံသီးတွေကျဲချသွားတဲ့အချိန်ရဲသားပြည်သူတို့ဦးတည်ဆုံးသွားခဲ့ရပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါလိမ့်ခင်ဗျ။တဆက်ထဲမှာပဲမန္တလေးတိုင်းဘက်မှာလည်းမတရားမြို့နယ်ကိုအကြမ်းဖက်စစ်ကောင်စီကမနေ့ကရောဒီကနေ့မှပါနှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီးတန်ငါနဲ့အုတ်စပေါက်ကျေးရွာတွေကိုပါစစ်ရဟတ်ရင်တွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် မနေ့ကအော်တိုဘားလ17ရက်နေ့မှာပဲမနေ့ရမြို့နယ်ကဝါစုဂျေရွာဆစ်ရှောက်စခန်းကိုအကြံဖက်စကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်တွေနဲ့ကလေးသူငယ်တွေအပါအဝင်အယသပြည်သူ12ဦးဝင်းကျင်တေဆုံးခဲ့ရပါတယ်အဲ့ဒီနောက်ဆေပင်ဂျေရွာကိုပါအကြံဖက်စကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်ကြောင်းထိုးမှုတွေလုပ်သွားပြီးတုံကုံဂျေရွာကိုပါမိရှုဖျက်ဆီးသွားတယ်ဆိုပါတယ်အဲ့ဒီနောက်ဒီကနေ့အော်တိုဘားလ12ရက်နေ့မနက်ပိုင်းမှာလဲ ကျန်ဖက်စကောင်စီတပ်ကမတရားမျိုးနယ်မှာရှိတဲ့တန်ကားနဲ့အုတ်ဆက်ပေါက်ခြေရွာတွေကိုပါဆက်ရက်ဟရင်နှစ်စီးနဲ့လာပြီးဘုံကျဲပစ်ခတ်တိုက်ခိုက်သွားတယ်လို့ထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ဒေတာကန်ပြည်တွေကပြောထားကြပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုကြောင့်လူကုန်ကူးမှုအပါဝင်ကြားဖြတ်တဲ့မှုရေးစေဝါရောင်းဝယ်မှုတွေလည်းတိုးပွားလာပြီးမှုရေးစေဝါဝင်ငွေဒေါ်လာတန်းတထောင်ကျော်ဟာပြည်တွင်းကိုစီးဆင်းနေတယ်လို့တမ္မကြီးဥကြုံမုထွန်းကကုလအစည်းအဝေးမှာတင်ပြပြောဆိုသွားပါတယ် ဒါကိုအော်တိုဘလာ၁၀နှစ်ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့စီးပွားရေးနဲ့ဗန်ဒရေးဆိုင်ရာကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာတမကြီးဥကျော်မိုးထွန်းကပြောသွားတာပါလက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တရားဥပဒေစိုးမိုးမှုလုံးဝမရှိတော့ပဲအချင်းပြတ်ခြားစားမှုတွေတာပုံမှုများလာနေပြီနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအွန်လိုင်းလိမ်လည်မှုတွေလူကုန်ကူးမှုနဲ့တရားမဝင်မှုရေးစေဝါရောင်းဝယ်မှုတွေအပါအဝင် တရားမဝင်တဲ့စီးပွားရေးပေါင်းများစွာနဲ့ကတောင်းကနင်းတွေဖြစ်နေပြီးအခြေအနေတွေပုံမဆိုးရွားလာနေတယ်လို့တမ္မကြီးဥကြုံမိုးထွန်းကပြောသွားပါတယ်။ဒါနဲ့ပတ်သက်ပြီးလက်ရှိ UNCDAD ရဲ့အဆိုအရမြန်မာနိုင်ငံမှာမူရည်စေဝါတင်ပို့မှုတစ်ခုတည်းကနေပြည်တွင်းကိုစီးဝင်နေတဲ့ငွေကြေးစည်းစိမ်မှုဟာအမေရိကန်ဒေါ်လာတန်တစ်ထောင်ကျော်ရှိနေတယ်လို့လည်းပြောထားပြီးဒီလိုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ရာဇဝတ်မှုတွေနဲ့မူရည်စေဝါအမှုတွေရဲ့အကျိုးသက်ရောက်မှုဟာ ဒေတာတွင်တင်းရင်အေဂျင့်ရင်းနဲ့တာယာဝါပြောရေးကိုထိခိုက်လာတဲ့အန္တရာယ်တွေဖြစ်လာနေပြီဆိုတာကိုလည်းတမကြီးဥကျော်မိုးထွန်းကရှင်းလင်းပြောဆိုတော့ပါတယ်ဒီလိုမြန်မာနိုင်ငံရဲ့စီးပွားရေးဘဏ္ဍာရေးနဲ့လူမှုရေးမန်တိုင်းတွေယုံရင်ပျက်စီးနေမှုရဲ့မူလစစ်မြစ်တရက်ခန့်ဟာမြန်မာစစ်တရဲ့တရားမဝင်အာဏာသိမ်းမှုနဲ့စနစ်တကျကြဲကြဲပြန့်ပြန့်ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ဖြစ်ပြီးဒီလိုအချိန်မှာစစ်ကောင်စီကကျင်းပဖို့လှုပ်နေတဲ့ရွေးကောက်ပွဲဟာလည်း မြန်မာနိုင်ငံမှာလွတ်လပ်တရားမျှတပြီးအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့တင့်လျော်တဲ့အခြေအနေမဟုတ်ဘူးလို့လည်းတမ္မကြီးဥကျော်မိုးတွန်းကကုလအစည်းအဝေးမှာနိုင်ငံတကာကိုရှင်းလင်းပြောဆိုတော့ပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ